Hello အားလုံးပဲမင်္ဂလာပါအဲ့တော့ time flies ပေါ့နော်ဘာလို့လဲနဲ့ Leo ရဲ့ Facebook page လေးတီထောင်တာအာလေးနှစ်ရှိခဲ့ပြီပေါ့နော်အဲ့တော့ Facebook ပြီးတော့မှပဲ Leo က YouTube channel လေးလုပ်တယ်ဗီဒီယိုတွေမတင်ဆက်ပေးဖြစ်ဘူးပေါ့နော် Facebook ကိုပဲအရင်ဆုံး Facebook platform ကိုပဲစပြီးတော့ establish လုပ်တယ်အဲ2021မှာပဲပေါ့နော်ဒါ Facebook ကိုနည်းနည်းလေးလူသိများလာတဲ့အချိန်မှာဒီ YouTube မှာဗီဒီယိုလေးစမ်းပြီးတော့တင်ပြတယ်ပေါ့နော် အဲတစားတစားဒါ2020နှစ်ကနေစပြီးတော့လူသိများလာတယ်ပေါ့နော် YouTube channel လေးရလीဆိုတော့အာဒီ journey ကလေးနှစ်ရှိခဲ့ပြီဘာဖြစ်ဖြစ်အားလုံးကိုလီကိုအများကြီးကျေးဇူးတင်တယ်เนาะလီကိုကိုလီကိုလည်းကျေးဇူးတင်တယ်ပေါ့နော်ဒီအခြေအနေအတိကိုရက်တည်ပြီးတော့ဒါ video reading လေးတွေတင်ဆက်ပြီးတယ် client အသစ်တွေရတယ်ပေါ့နော်အဲ့တော့အားပေးကြတဲ့အတွက်လည်းအရင်ကျေးဇူးတင်ပါတယ် ဆိုတော့အာလီယိုကဒီဟာကိုလီ22ရက်နေ့ April တုန်းကဟို post လေးပေါ့နော် celebrate လုပ်တဲ့ post လေးလီယို YouTube မှာကော Instagram မှာကောဒီ Facebook မှာပါလီယိုတင်ပြတယ်ပေါ့နော်အဲ့တော့အာဒီ YouTube မှာဒီ subscriber တယောက်က အာနေပြီးသူသူရဲ့ comment လေးတစ်ခုလေးကိုတွေးလိုက်တယ်ပေါ့နော်ဆိုတော့အာလီယိုရေးတဲ့ဒီလေးနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့လီယို page ကနေဒီ YouTube channel ကို page တူကနေတစ်ခါမှမတင်ဆက်ပေးဖူးတဲ့ reading အမျိုးအစားအစ်စ်လေးပေါ့နော် creation အစ်စ်လေးတစ်ခုတင်ဆက်ပေးပါလားဆိုပြီးတော့လီယိုကိုတောင်းဆိုထားတာတွေ့ရတယ်။အော်လီယိုလည်းတော်တော်လေးတော့စဉ်းစားရတယ်ပေါ့နော်အဲ့ဒါလေးတွေ့ရခါကျတော့အာ40 40 year anniversary အတွက်ကိုလီယိုအတွက်ခေါင်းထဲမှာဘာ plan မှမရှိဘူးဒီတိုင်းလေးပဲ အဲဆယ်လီဘရိတ်လုပ်တဲ့အနေနဲ့ပဲပိုစီးတစ်ခုတင်မယ်လို့ပဲစိတ်ကူးထားတယ် reading တွေပါရေလုပ်ပေးမယ်လို့လည်း idea မရှိဘူးပေါ့နော်ပုံမှန် monthly reading weekly reading လေးတွေပဲသွားမယ်ဆိုပြီးတော့ဒီ schedule ကတိဆောက်ထားတာဖြစ်တယ်အဲ့တော့တခါမှမတင်ဆက်ပြီးဘူဘူ new creation style ဆိုတော့ leo leo စီမာက creation အသစ်လေးတွေ leo ကထုတ်တာဝါသနာပါတဲ့သူဆိုရဲအခါကျတော့ leo pick a toy ဆိုတဲ့ဒါ leo creation နဲ့အယုတ်လှလှလေးတွေနော်အယုတ်လှလှလေးနဲ့တခါမှဘယ်သူမှလောက်တာမတွေ့ဘူးနော်အဲ့တော့ ဒီ pop mark အယူကလေးနဲ့လီကိုစပြီးဖောက်ခဲ့တယ် pick a dry of reading ဆိုပြီးတော့ပေါ့နော် and then uh, pick a dry ပြီးတော့ not note tear ပေါ့နော်ဒါ sole purpose နဲ့ပတ်သက်တဲ့ sole purpose reading not note ဆိုပြီးလီကိုနာမည်ပေးရင်နောက် zodiac salad ပေါ့နော်အစုံတုပ် tear အဲဒါလေးတွေလီရဲ့ကိုပိုင် creations လေးပေါ့နော် idea လေးထုတ်ပြီးတော့တင်ဆက်ပေးတဲ့ reading နေပေါ့နော်ဆိုတော့အာဘာလင်းကတင်ဆက်ပေးရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားတယ်အဲ့တော့အာဘာ idea လေးရလဲဆိုတော့ leo က ဒီငွေကြီးရှာဖွေတာဒီပတ်စံနဲ့ပတ်သက်ပြီးတော့သိပြီးတော့ပြောလို့မရှိဘူးเนาะလေးဦးကိုလေးဦးတတိထားမိတာပေါ့เนาะဒီလေးနှစ်တာကာလအတွင်းမှာအငွေကြီးနဲ့ပတ်သက်ပြီးတော့ပတ်စံနဲ့ပတ်သက်ပြီးတော့အရန် crazy ဖြစ်ပြီးတော့ဘလိုနီးနဲ့ပတ်စံရှာ abundance ဘလိုယူဆိုပြီးတော့လေးဦးသိပြီးတော့ပြောလို့မရှိဘူးပေါ့เนาะအဲ့ဒါလေးတခုလေးဦးတတိထားမိတယ်နောက်တစ်ခုကကျတော့ဒါ whether or not you you like it or not ပေါ့နော်ကြိုက်ချင်လဲကြိုက်မယ်မကြိုက်ချင်လဲမကြိုက်ဘူးလီကလက်တွေ့တမှာ လက်တွေ့သမားဆိုတာဒါ follower စီအခိုင်အမာအားပေးတဲ့ client တွေကတော့တည်ရပါတော့လက်တွေ့သမားဖြစ်တဲ့အတွက်ကြောင့်မို့လို့ Leo ကပတ်စံရဖို့အတွက်ကိုလေအဲ့လိုဂါရာရီယွတ်တာတို့မန္တရာရီယွတ်တာတို့နော်တရားတွေထိုင်တာတို့အဲအဲ့လိုမျိုးတွေကိုတအားကြီးအဲတိတ်ပြီး favor ဖြစ်တဲ့လူမဟုတ်ဘူးရင်သဘောတွေးလာရတော့မဟုတ်ဘူးလဲဆိုတော့ that is not the part of our life ပေါ့နော် တော့ငွေကြီးဆိုတဲ့ energy တခုရဖို့အတွက်ကိုတင်းကျက်ကြီးဖရားတရားတွေလို့တင်းကျက်ကြီးတရားတွေထိုင်ဒါမျိုးကိုလီယိုကအာလက်မခံဘူးပေါ့နော်ပွင့်လင်းပြောရမယ်ဆိုလို့ရှိရင်လီယိုအတွက် practical မကြဘူးလို့လီယိုခံစားရတယ်ပေါ့နော်အဲ့တော့ပတ်စံရှာတဲ့ဟာတွေကိုသေးကြီးမဲကြီးလီယိုပြောလို့မရှိဘူးအာအဲ့တော့အော်ငါတခါမှမလုပ်ဘူးတဲ့ဟာလေးကိုငါလက်တွေ့ကြကြလေး reading လေးတစ်ခုတင်းဆက်ပေးမယ်ဆိုပြီးတော့ idea လေးတစ်ခုရတယ်အဲ့တော့ pick a card ပေါ့နော်အဲ့တော့ pick a card ဆိုတော့ ဘယ်လို reading မျိုးဖြစ်မလဲဆိုတဲ့အခါကျတော့ဒီမှာကြည့်လိုက်လို့ရှိရင်မတူရက်ကလေသုံးခုကိုဒီကိုခင်းထားတယ်မတူရက်ကဆိုတာက deck အမျိုးအစားမတူရက်ထဲကနေဆွဲထုတ်ထားတဲ့ cut လေးတွေပေါ့နော်အကုန်လုံးက king of pentacles ပဲ tarot မှာ king of pentacles ဆိုတာ generally အာတထီကတ်ကိုပြောတာတထီပေါ့နော်ဒါပတ်စံရှိရဲ့လို့တထီကြည့်ရတဲ့ပေါ့အဲဒါကိုပြောတာပေါ့နော်ဒါ king of pentacles ဆိုတာအဲ့တော့ပုံစံလေးတွေကမတူဘူး နော်ပုံစံလေးတွေကတော့မတူဘူးဒါပေမဲ့သဘောတရားချင်းစီကတူတယ်ကိုကကိုကြိုက်တဲ့ပုံရိပ်တစ်ခုပေါ့နော်ကိုဘေကလေးရဲ့ပုံရိပ်လေးကိုကြိုက်လဲပေါ့ကိုကြိုက်တဲ့ဟာလေးတစ်ခုကိုရွေးလိုက်ပေါ့နော်ဆိုတော့ဒီဘက်ကအစွန်ဆုံး1ဖြစ်မယ်ပေါ့နော် card 1 king of pentacles ဒါ card 2ပေါ့အလေက card 2 this is a card 3ပေါ့ group 1 2 3ပေါ့နော် so okay ဒါကဘယ်လိုရွေးချယ်ရမလဲဆိုရဥစ္စာနဲ့ပတ်သက်ပြီးတော့ပြောပြထားတာအဲ့တော့ဒီ reading ကဘယ်လိုမျိုးဆက်ဆက်မလဲဘယ်လိုချိတ်ဆက်မလဲဆိုတာပြောပြမယ်အဲ့တော့ အာလီယိုတိုက်တယ်လေးပေးထားတယ်ပေါ့နော်အဲ့တော့ပတ်စံရဖို့အတွက်ကိုဂါတာရွတ်စရာလို့လားဆိုတဲ့ဟာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဘဝမှာလူတယောက်ချင်းတယောက်ချင်းစီမှာငွေကြေးရှာဖွေပုံချင်းမတူကြဘူးဒီတမအာစီဝပရိယေတနာဝန်ဆာရှာဖွေတဲ့လုပ်ငန်းရက်တွေမတူကြဘူးငွေရလမ်းကြောင်းတွေလည်းမတူကြဘူးအဲ့တော့တချို့တွေရရှိရပေါ့နော်ကိုမှ many energy block ဖြစ်နေလားပတ်စံနေမရဘူးဖြစ်နေတာလားခက်ခဲနေရလား အဲဘာလို့ရမလဲဆိုပြီးတော့ချက်တဲနေရကာလာတွေကြုံရတဲ့အခါမှာငွေကြီးရှာဖွေရနဲ့ပတ်သက်ပြီးတော့အကူအညီเนาะအဲရလို့ရညာကျိုးတစားဆွဲပြီးတော့ဘေးဒီနေမေးကြတယ်ထေရော့တီမေးကြတယ်မန်နီဖက်စ်တီလှုပ်ကြည့်ကြတယ်ပေါ့เนาะအဲ့တော့လီရိုဘဝမှာကိုကဘလို့အလုတ်ရမျိုးကိုလုပ်မယ်ဘလို့ profession မျိုးနဲ့ကိုကဖြတ်တန်းရင်ပတ်စံရမလဲဆိုတာတည်သွားလို့ရှိရင်ပြီးသွားပြီဟုတ်တယ်เนาะကိုကဘယ်လိုအနေထား ပုံစံမျိုးနဲ့ကိုကအသက်မူဝမ်းကြောင်းပြုရမယ်ဆိုတာသိတယ်။ဘလို့အလုပ်လုပ်ရင်ဘလို့ပတ်စံရရဲဆိုတာသိသွားရင်တပွားစာအတွက်ပြီးသွားပြီ။အဲ့လိုမျိုးတီးဖို့ကအရင်အရေးကြီးရယ်ပေါ့နော်။အဲ့တော့အဲ့ဒါကလီယိုတို့ဒီ Tarot card နဲ့မှမဟုတ်ပေါ့နော်။လီယိုတို့ Astrology ဒီဖွားစာတာပေါ့နော်။နေတချတွေ့တဲ့ဖွားစာတာတွေ့တဲ့ဒီနက္ခတ်စာတာတွေ့ကြည့်လို့ရှိလေလူတယောက်ချင်းစီရဲ့ blueprint ကိုကြည့်ရင် ဒီလူဟာဘလို့နီးမျိုးနဲ့ပတ်စံရနိုင်လဲချမ်းသာမှာလားဘလို့ဒီချမ်းသာမှာလဲပတ်စံနေရဘလို့နီးမျိုးနဲ့ဂုံသွားနိုင်လဲဆိုတာကိုသိနိုင်တယ် Okay ဆိုတော့အခုကတော့ဒါ tarot နဲ့ပေါ့နော်အဲ့တော့ဒါ timeless reading ဖြစ်သွားမယ် timeless reading ဆိုတာဘယ်အချိန်မှာဒီ reading လေးကိုလာကြည့်ကြည့်အတိုင်းတာတစ်ခုတည်းမှန်ကန်နေမယ်ကိုယ့်ရဲ့ဘဝရည်တည်မှုလမ်းကြောင်းအတွက်ကို မှန်ကန်နေမှာပေါ့ဘယ်အချိန်မဲလာကြည့်ကြည့်ပေါ့နော်ဆိုတော့တမာလီကို pick a card ပေါ့နော်အဲ့တော့ဂါထာရုပ်ရွာမဲ့သူမျိုးလားပေါ့နော်ဒါလေးကတော့လီကိုနည်းနည်းလေးအဲ title လေးကိုနည်းနည်းလေးအဲကြွအောင်လို့ပေးထားတာပေါ့နော်အဲ့တော့အာဒီ Vedic astrology ဒါ Western astrology ညာတချို့ person นี่ရှိရဲအဲ့လိုဂါထာတို့ mantra တို့ရွတ်ရင် person นี่ဝင်နေဆိုရဲအဲ blueprint นี่ရှိရဲပေါ့နော်ဒါကတော့ just ဒါတချို့ small group ပေါ့လေဒါ group of people ပေါ့နော်ဒီလိုမျိုးတွေလည်းရှိရတာဒီ spiritual လောကမှာလေဆိုတော့ဒီကိုယ့်ရဲ့ nature chart ပေါ်မှာ mudia ပေါ့လေဒါလေးကိုခဏလေးရိုးဖယ်ထားမယ်လေရိုးလက်တွေ့ကြကြသွားမယ်နော်ဘာလို့လဲဆိုရင်လေရိုးတို့နေနေတာကလူပြည်ဖြစ်တယ်လူပုံဖြစ်တဲ့အတွက်ကြောင့်မို့လူပုံဆိုတာကိုလုံးမကိုစားရတာကိုကြိုးစားရတာဖြစ်တယ်လीနော်အဲ့အတွက်ကြောင့်မို့လို့ကိုကခွန်အားစိုက်ထုတ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုလက်တွေ့ကြကြမယ်တုံးတက်ကြမယ်နော်ဆိုတော့ဒီမှာ group က3ခုပေါ့နော် အာ deck 1 card 1 card 2 card 3ပေါ့နော် group 3 group ပေါ့အကုန်လုံးကတတိကတ်တီးပဲကိုကြိုက်တဲ့ကတ်တစ်ခုကိုရွေးပေါ့နော်အဲ့တော့ Leo ကအဲ group တစ်ခုချင်းစီအတွက်ကိုအဲ message လေးပေးသွားမယ်ကိုကဘယ်လိုအလုပ်မျိုးလုပ်ရင်ပတ်စံရမှာလဲချမ်းသာမှာလဲပေါ့နော် okay ဆိုတော့အ Leo လီပေါ်နေရင်လည်းအာရွေးချယ်ထားပြီးပြီထင်တယ်နော် okay အဲဆိုလို့ရှိရင် Leo ရောကတ်တစ်ခုချင်းစီကပေးမဲ့ message ကို Leo ကိုကြည့်လိုက်ကြမယ်နော် okay အဲ့တော့ပထမဆုံး ဒီ group 1ပေါ့နော်ဒီ king of pentacles card လေးကိုရွေးထားရတာတော့ witchy magic tarot ကယူထားတာပေါ့နော်ဒီ deck လေးကိုသဘောကျတဲ့သူရဲ့ many energy ပေါ့နော်ဘဝမှာဘလို့နီလမ်းမျိုးတွေနဲ့ပတ်စံရမှာလဲပေါ့ဘလို့အလုံးမျိုးတွေလုံးပတ်စံရမှာလဲချမ်းသာမှာလဲအဲ့ဒါကိုကြည့်ပေးမှာ okay so the fourth the fourth anniversary reading ပေါ့နော်လီရဲ့ page လေးနှစ်ပြည့် attainment ပေါ့နော်ဆိုတော့ reading အသေးလေးလုတ်ပြီးပါဆိုတော့လေးကိုခေါင်းထဲမှာပေါ်လာတဲ့ idea ပေါ်လာတဲ့အရာလေးကိုလုတ်တာပေါ့နော်အဲ့တော့အချစ်ဒီပါရလဲလေးကိုအမြဲတမ်းတင်ဆက်ပေးနေကြဆိုတော့ okay let's go back to the reading လေးရောအရန်ပေါ်နေမိနေမိနေပေါ့နော်ဆိုတော့ဒီ group ဒီ group ကို energy ဖန်ကြည့်မှာနော်အဲ့တော့ဘဝမှာဘယ်လိုအရာမျိုးတွေနဲ့ငွေရမှာလဲငွေရှာရမှာလဲပေါ့နော်အဲ့ဒါလေးကိုကြည့်မယ် one card, two cards, and three cards. all right mm -hmm, mm -hmm. okay very beautiful energy <laughs> okay the group balloon we family the group ka ဘလို့ငွေရှာမလဲဆိုတဲ့အခါကျတော့နံပါတ်1လီယိုခန်စားရတာလीဒီ social media နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ရတဲ့သူတွေပါမင်းကိုဘာလောက်တဲ့ကိုလောက်တဲ့အရာတွေ ဟိုချပြရတာမျိုး public ကိုချပြရတာမျိုးတွေကကိုယ်တွက်ငွေဝင်နေပေါ့နော်။နောက်တချို့ကြတော့လေတရုပ်ဆောင်တို့မင်းသားမင်းသမီးတွေလည်းလုံးလို့ရတယ်။နောက်အခုချိန်မှာတရုပ်ဆောင်မင်းသားမင်းသမီးတွေမပါသေးဘူးဆိုလို့ရှိရင်လုံးလို့ရတယ်။ကိုယ်စိတ်ထဲမှာမအဆိုးတော်လို့ဟာမျိုးပေါ့ public ကိုချပြရတာပေါ့နော်။ကိုယ့်ရဲ့ကိုယ့်ရဲ့လုပ်ငန်းလေးကိုလူသိထင်ရှားဖြစ်အောင်လုပ်ပြရတာမျိုးတွေနဲ့ဘဝမှာပတ်ဆက်ဝင်တတ်တယ်။နော်အဲ့ဒီထဲမှာမှာ public ကိုချပြရတဲ့ဆိုရဲ့နေရာမှာ အာ traveling ပေါ့နော်ဒါ traveling vlog လောက်တာမျိုးလို့နိုင်ငံရဲ့ခြားနဲ့ဆက်ဆက်ပြီးနိုင်ငံခြားခရီးစဉ်တွေသွားတယ်တပုံတွေရိုက်တယ်ဗီဒီယိုတွေရိုက်တယ်အဲ vlog လောက်တဲ့ပုံစံမျိုးတွေနဲ့လည်းပတ်စံဝင်နိုင်တဲ့ group တွေလို့ပါတယ်နောက်တစ်ခုဒီ group ကထူးခြားတယ်ဒီလားဒီ group ကပတ်စံရဖို့အတွက်သပေးဆက်ရတဲ့ group နော်အဲ့တော့ကိုယ့်လက်ထဲကိုငွေတွေအများကြီးအဲရချင်တယ်ဆိုလို့ရှိရင်အရင်ဆုံး လောက်ရမှာဘာလဲဆိုတော့ကိုယ့်အိတ်ထဲကနေထုတ်ပေးရမှာနော်အခုနပြောသလိုဒီ social media အလုပ်လုပ်တယ်မင်းသားမင်းသမီးအလုပ်လုပ်တယ် modeling လုပ်တယ်နိုင်ငံရေးသားကြီးတွားပြီး vlogging တွေလုပ်တယ်နော်အဲ့လိုမျိုးလုပ်တဲ့အလုပ်တွေကိုရတဲ့ပတ်စံကို philanthropic လို့ခေါ်တာပေါ့နော်လူတို့အကျိုးပြုလုပ်ငန်းတွေမှာလူတန်းပေးတာမျိုးတို့နော် ဒီ human environment sustainability human sustainability အဲ့လိုမျိုးပေါ့နော်ဒီပတ်ဝန်းကျင်တဘာပတ်ဝန်းကျင်ထိန်းသိမ်းကဘာမြေကြီးကိုထိန်းသိမ်းတာတဘာပတ်ဝန်းကျင်ကိုထိန်းသိမ်းတာလူသားမျိုးနွယ်စုကိုထိန်းသိမ်းတာပေါ့နော်အဲ့လို philanthropy အလုပ်တွေလုပ်တယ်အဲ့လိုမျိုး နေရာဒေသတွေမှာလှူဒန်းလိုက်တယ်ကိုယ့်ရဲ့ပတ်စံတွေကိုအကုန်ကြခံလိုက်မယ်ဆိုရင်ငွေတွေကပူပြီးတော့လေဝင်လာနိုင်တယ်ကိုယ့်ရဲ့စမ်းကလည်းပူပြီးတော့အားကောင်းလာမယ်ကိုကိုလည်းလူသိများလာလိမ့်မယ်တဲ့ ဲ့တော့ဒီ group ကလေးကိုမြင်လာလေကိုလုံးနေရဲ့အလုပ်ကိုလုံးနေရဲ့ business ဘယ်အလုပ်ကိုမဆိုချပြရမှာပုံရှိုးွယ်ရှိုးနောက်ွယ်လေးကနေပဲကြိုးကပြီးတော့လောက်ရမယ်ဆိုရယ် group မဟုတ်ပါဘူးနောက်တစ်ခုလီကိုပြောခဲ့တဲ့ traveling vlog လို့ပြောခဲ့ရနော်အော် vlog မလုပ်ဘူးဆိုရင်တော့မှခရီးသွားနေရတဲ့သူတွေပါမယ်အိမ်ကနေထွက်ပြီးတော့အဝေးတနေရာကိုသွားတယ်ခရီးသွားလိုက်တာနဲ့ရင်ကိုပတ်စင်ရတယ်အိမ်ကနေထွက်တဲ့နိုင်ငံသားကိုရောက်တာနဲ့ရင်ပတ်စင်ရတယ် နော်အဲ့တော့ပက်ဆန်ရဖို့အတွက်နိုင်ငံခြားထွက်ရတဲ့ group ဆိုဒီ group ပက်ဆန်ရဖို့အတွက် traveling လုပ်ရတဲ့ group ဆိုဒီ group ဖြစ်ပါတယ်နော်ဒါ very simple ယူရှင်းတယ်ဒါတသက်လုံးစာအတွက် general energy ဖြစ်တယ်ပေါ့နော်နောက်တစ်ခုဒီ group မှာ အာ6ကနန်းစိုးမှုတဲ့သူ8ကနန်းပိုင်ရှင်လေးတွေเนาะ8ကနန်းအရန်ဆောင် ဖြစ်တာကိုတွေ့ရတာပေါ့เนาะအဲ့တော့8ကနန်းစိုးမှုတဲ့သူ6ကနန်းစိုးမှုတဲ့သူတွေပါမယ်မိမိရဲ့ life path number စကင်ဂျမာနံပါတ်လည်းဖြစ်နိုင်တယ် Leo Aquarius Sagittarian energy အရန်ဆောင် ဖြစ်တာကိုပြရတယ်ပေါ့เนาะဒီလို person မျိုးတွေပါကောင်းပါနိုင်တယ်ဆိုတော့ ကိုအိတ်ထဲကထုတ်ပေးဖို့ကိုအလုံးငန်းရဲ့အကရတဲ့အကျိုးမြတ်ကိုအများအကျိုးအတွက်အသုံးချဖို့ don't forget မမေ့ပါနဲ့ဒါဆိုလို့ရှိရင်ဂျင်းဒီပေါပတ်စံနေရဝေလာမှာဖြစ်တယ်ပတ်စံရဖို့အတွက်ခရီးသွားဖို့မမေ့ပါနဲ့ နိုင်ငံခြားတွေတွားဖို့မိပါနဲ့နိုင်ငံခြားလောလောဆယ်မှာထွက်ဖို့အဆင်မပြေသေးဘူးဆိုတော့မှနိုင်ငံခြားနဲ့ဆက်ဆက်တဲ့ energy ကြီးကိုနေတဲ့နေရာထိုင်ကင်းကိုနေတဲ့အရက်တွေတာကိုဆွဲသွင်းတာမျိုးနိုင်ငံခြားကပစ္စည်းတွေနဲ့အလုတ်လုတ်တာမျိုးပေါ့နော်နိုင်ငံခြားပညာတွေတင်တာမျိုးအဲဒီလိုမျိုးလေးတွေနိုင်ငံခြားအကြောင်းတွေကိုကိုကပြန်ပြီးပြောပြတာမျိုးပေါ့ vlogging ဆိုလည်းဒီလိုတွေလုပ်လို့ရတယ်ဆိုတော့အဲ့လိုနီလန်းမျိုးတွေနဲ့ပတ်စံဝင်မဲ့ group လို့ Leo ကပြောခြင်းပါတယ်အဲ့တော့ အားလုံး resonate ဖြစ်မယ်လို့လီကိုမျှော်လင့်ပါတယ်ဒါကတော့ group 1ကိုရွေးထားတဲ့သူတွေအတွက် message လေးဖြစ်ပါတယ် all right ဒီက group 2ပေါ့နော်အဲဒါကတော့ Leo Fantasy K9 Terror deck ကကလီကိုလီဝါထုတ်ကြတာ The King of Pentacles ပေါ့နော်အာ Fantasy K9 card ကကရေကြလေးပါခိုဂီလေးနော်ချစ်စရာလေးအဲ့တော့ဒီ card ကိုရွေးထားတဲ့ group တီအာဘဝမှာဘယ်လိုနီလန်းမျိုးတွေနဲ့ ပတ်စံရှာမယ်ဆိုလို့ရှိရင်တတိယတတိယမာကြီးဖြည့်ကြမလဲပေါ့နော်โอเคအဲ့တော့ပတ်စံရဖို့အတွက်ဂါဓာတွေပဲယူရမှာလားဘာလောက်ရမှာလဲပေါ့နော်အဲအဲ့ဒါလေးကိုတစ်ချက် energy လေးကြည့်မှာနော်โอเคเออ please give me the many energy for this group cut 1 cut 2 All right, and the final card. Okay. Jime, Jime, Jime. Ah, ha, ha, ha. See wins as yabe. See wins as yabe. See wins as yabe. All right. ဆိုကလေးရတဲ့သွားပြီဟွန်းအာယုံခံကြည့်မယ်ဒီ group ဒီ group ဒီ group ကဘဝမှာတဲ့ဒီ ਉਹ နံပါတ်1ရတဲ့ message ကကြတော့ပင်မန်းတဲ့ group ကာကြရွတ်လို့ပတ်စံနေရပြီးတော့အော်လွယ်လွယ်နဲ့ပတ်စံနေရပြီးတော့သိရမလား AC ဒူးနဲ့နေမယ်ဆိုရင် group မဟုတ်ဘူးအင်မတန်အလုပ်စူးစမ်းရလိမ့်မယ် ဖြစ်ပြီးရင်ပြက်တဲ့သဘောကိုနားလေရှားတဲ့သူတွေပါမယ်မရဏဘွားလိုဘင်္ဂဘွားလိုဒီလိုမျိုးတွေပါနိုင်တယ်เนาะဒါကတော့ just side message ပေါ့เนาะနောက်တစ်ခုလေငွေကြေးနဲ့ပတ်သက်ရင်အဲဘဝမှာအလုံးနှစ်ခုတပြိုင်နက်သေးလုံးမှပတ်ဆင်ရတဲ့သူမျိုးအာတစ်ဖက်ကကိုယ့်ရဲ့ vocation တစ်ဖက်ကကိုယ့်ရဲ့ career အဲတစ်ဖက်ကကိုယ့်ရဲ့ vocation တစ်ဖက်ကကိုယ့်ရဲ့ profession အဲစာတင်နေစာတင်နေအောက်စာပတ်စံကမလောက်တဲ့အတွက်ကြောင့်မလို့အပြင်မှာ taxi ထွက်မောင်းနေ အဲဒါမှမဟုတ်အပြင်မှာ part time job လုပ်တယ်ဒီလိုမျိုးအလုံးနှစ်ခုတပြိုင်နဲ့ထဲလုတော့မှငွေကြေးအဆင်ပြေမဲ့ group ပို့ပြီးတော့ချောင်းချောင်းလေးလေးဖြစ်မဲ့ group လို့လို့စိတ်ထဲမှာ ခံစားရတယ်ဘဝမှာလှုပ်စရာတွေတစ်ခုတည်းမကပေါ်လာတက်တဲ့အဲ့ဒီဒေကမှာတစ်ခုတည်းကိုရွေးရမှာမဟုတ်ပဲနဲ့အလုံးနှစ်ခုကို တပြိုင်နဲ့ထဲလုရမဲ့သူတွေပါတယ်ပင်ပန်းမဲ့သူတွေပါတယ် အလုတ်ကိုစီးစင်းနေတကြစီးပေါင်းစီးကန်းနေနဲ့အလုတ်လုတ်တဲ့လုတ်တက်တဲ့သူတွေပါမယ်အဲ့လိုမျိုးစီးစင်းနေတကြအလုတ်လုတ်တော့မှအရာအလုံးကိုချင့်ချိန်စဉ်းစားသုံးသက်ပြီးတော့အလုတ်လုတ်တော့မှငွေကြီးတွေဝင်တဲ့သူတွေပါတယ်နောက်တစ်ခုနံပါတ်2နောက်တစ်ချက်ကဒီကိုဗာမြင်လဲဆိုရခါကြဒီ group ကဖက်တွေထားလို့မရတဲ့ group ကိုမှပိုင်ဆိုင်ထားတဲ့အရာငွေကြီးတွေဥစ္စာဒဏ္ဍာတွေကိုဖက်တွေထားလေလीဆုံးရှုံးနေဖြစ်တတ်တဲ့ group ဒီလိုပြောရသဘောပေါက်မှထင်ပါတော့เนาะဖက်တွေ့ထားလို့လုံးဝမရဘူးเนาะဖက်တွေ့ထားလို့လုံးဝမရဘူးနောက်တစ်ခုကတချို့တွေကကြတော့လေဒီလိုဒီမှာ8 house energy ကိုတွေးရတယ်ပေါ့เนาะဘလို့ဟာမျိုးလဲဆိုတော့လေအဲစည်ရင်းနေဘာကြီးလောက်တာတို့ဟို tax တို့ insurance တို့တည်လာเนาะ fairness နဲ့ပတ်သက်တာဒီငွေကြေးဘန်တာထင်းသိမ်းရေးဆိုလို့ရှိရင်အဲလူတွေတေဝါးဆိုဒီလူတေဝါးရဲ့ဒေတန်းစာအရာအငွေဘယ်နှယောက်ရမှာလဲ အဲ့လိုမျိုးတွေကိုလုတ်ပေးတာမျိုးတွေရှိရတယ်ကျွန်နိုင်ငံသားမှာဆိုတော့အဲ့လိုဘလူးအော်ဖီဆာလည်းတခုခေါ်တယ်ကွာအဲ့လိုတိတ်မသိပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်ဒီလားအဲ့လိုမျိုး insurance နဲ့ပတ်သက်တာ taxation တွေနဲ့ tax ဆောင်တာတွေဒီ tax နဲ့ပတ်သက်တာမျိုးတွေရပိုင်권ပေါ့အာမခံနဲ့ပတ်သက်ပြီးရောရပိုင်권အဲလုံနေတဲ့သူတွေပေါ့နော်အာမခံနဲ့ပတ်သက်ပြီးတော့ကင်တွယ်နေရတဲ့သူမျိုးတွေအဲ့လိုအလုတ်တွေနဲ့ငွေကြေးအကျိုးဖြစ်ထွန်းနေ Okay အာနောက်တစ်ခုပါတဲ့ဒီ group ကတဲ့အာဆရာရဲ့ပတ်စံအောင်တော့ချင်းချင်းသုံးဆွေးရင်တော့ဘယ်သူမှဆိုရတော့ငွေကြီးချမ်းသာပတ်စံနေပူရတာပဲဆိုဒါ generally ပြောတယ်လို့ထင်ကောင်းထင်နေတယ်ဒါပေမဲ့ဒီ group ကဘာလို့ specific ဖြစ်လဲဆိုတဲ့အခါကျတော့နေတိုင်းကိုယ့်ရဲ့ဝင်ငွေထွက်ငွေကို စရင်လုစရင်မှတ်လို့ရှိရင်ပတ်စံလက်ထဲမှာမြဲပြီးတော့ငွေလဲပူရတတည်တဲ့ အဲ့ဒီ group က very structure ဖြစ်တယ် a lot of saturn energy အရင် strong ဖြစ်တယ် a lot of scorpio energy အရင် strong ဖြစ်တယ်သူပြောချင်တာဘာလဲဆိုတဲ့အခါကျတော့လက်တွေ့ချက်ချက် frame တစ်ခုစောက်ပြီးတော့အလုပ်လုပ်ရတာလက်တွေ့ချက်ချက်စူးစမ်းရတာအဲ့ဒီ group ကလည်း sorry ဟိုဂါဒါရွတ်ပြီးတော့ပတ်စံနေရမယ် group တွေထဲမှာလည်းမပါသေးဘူးပေါ့နော်မတွေ့သေးဘူးလေ group 1မှာလည်းလေကိုကြည့်ရမတွေ့သေးဘူးနော်အဲ့တော့ အလုပ်ကြိုးစားရမယ်နောက်တစ်ခု opportunity စီအများကြီးပေါ့ဒီအလုပ်နှစ်ခုပဲငါလုပ်မယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့တခြားတခြားတခြားငါဘာတွေထပ်လုပ်လို့ရလဲဆိုရဲ opportunity စီတခြားတခြားတော့ဒီရွေးချယ်လို့ရသေးတဲ့လုပ်ငန်းကင်ငန်းမျိုးပါစဉ်းစားမှအဆင်ပြေတယ်။နော်အာနောက်တစ်ခုလေလီယိုခန်းစားရတာအာဒီ group ကလေအာပတ်စံနဲ့ပတ်တိုင်အမွေခံကောင်းတတ်တယ် အမွေခံကောင်းတက်တယ်အိမ်မှာကိုယ့်ရဲ့အတိတ်တက်ကြီးဝါကြီးပေါ့နော်မိဘအဲ့လိုအဖိုးအဖွာအဲ့လိုမျိုးတွေတရင်ရောက်ဆုံးပါသွားတာပဲဖြစ်ဖြစ်သူတို့ရဲ့ remaining စီကြံခဲ့ကြင်ကြင်ခဲ့တဲ့စီးစိမ်အဥ္စာဆိုကိုရတက်တယ်အဲ့လိုအမွေခံလေးရှိရဲ့အဲ့တော့နောက်တစ်ခုကဒီ group ကလီယိုမြင်တာအဲ့လိုတယောက်ယောက်ပေါ့နော်ဒါဖြစ်ပါစီတော့ဆိုရယ်ဆန္ဒတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လီယို intuition မှာခံစားရတာလीအဲ့လိုမျိုးကိုယ့်ရဲ့ ဟို life မှာတဲ့ကိုအနာကိုချိခင်ရတဲ့သူပဲဖြစ်ဖြစ်မိသားစုတဲ့အမိဘပေါ့နော်ဒါမှမဟုတ်ဆွေမျိုးသားချင်းဘိုးဘွားပေါ့နော်အဲ့လိုမျိုးတယောက်ယောက်ဆုံးမသွားပြီးနောက်ပိုင်းမှာတဲ့တိတိတက်ချမ်းသာတတ်တယ်တဲ့အမွေရပြီးချမ်းသာသွားတာပေါ့နော်အဲ့တော့အမွေနဲ့ချမ်းသာမဲ့ group အဲ့တော့ဘာမှမစင်ကြနဲ့လောလောဆယ်မှာ အလုပ်ကိုပဲတေချာကြိုးစားနှစ်ခုလုံးအပြင်းမှန်းခံရတာကိုစိတ်မညစ်နဲ့ အပင်မန်းခံလေးနှစ်ခုလို့လေးနောက်ထပ်နောက်ထပ်နှစ်ခု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 ထက်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 ပြီးတော့ဆပွားလာလိမ့်မယ်နော်ပြီးတော့နောက်ဆုံးကျတော့အမွေလဲရမယ်အဲ့တော့အဲ့လို tax တွေဘာတွေနဲ့ပတ်သက်တာအဲ့လို insurance တွေဘာတွေနဲ့ပတ်သက်တာမျိုးတွေကပတ်စံရတတ်တယ်တော်တော်လေးကောင်းတယ်နော် โอเคအဲ့တော့ဒီ group မှာဆိုလို့ရှိရင်နှစ်ကနန်းစုမှုတဲ့သူခုနှစ်ကနန်းစုမှုတဲ့သူလေးကနန်းပိုင်ရှင်နေလေးကနန်းစုမှုတဲ့သူတွေလေးကိုတွေ့နေရပါတယ် Capricorn energy ရန် strong ဖြစ်ပါတယ် Scorpio energy strong ဖြစ်တာကိုတွေ့ရပါတယ် so okay ဒါကတော့ card 2ပေါ့เนาะ card 2ကိုရေးထားတဲ့သူတွေအတွက် many energy လေးဖြစ်ပါတယ် all right ဒီခါ last group ပေါ့เนาะ group 3 အဲဒီကကတော့ PT ရဲ့ Terror ကိုရွေးထားတဲ့သူတွေပေါ့နော်ဒါဒီတဲ့အဲ့တဲ့ကယူထားတဲ့ King of Pentacles ဖြစ်ပါတယ်အဲ့ဒီ King of Pentacles လေးကိုရွေးထားတဲ့သူပေါ့နော်အာဘလိုနီးနဲ့ပတ်စံရှာရင်ဘဝမှာအဆင်ပြေမလဲဘလိုနီးမျိုးနဲ့ဝေဝင်ကြမ်းမလဲပေါ့နော်โอเคအဲ့ဒါလေးကိုကြည့်မယ်နော် All right so how is that many energy for this group All right, cut one, cut two, and the final cut for this group. Okay. Group diarrhea, 10 Jena, Ibe, no percent Yajeno, D video, D Kali, Lajuida, Audem, Lano, Sudo, okay, okay, Tijame. Okay. very beautiful very beautiful the group mm -hmm, the group my energy အများကြီးတွေ့ရတယ် Okay, ဒီ group ကဘလို့နီးနဲ့ပတ်စံရမှာလဲမေတ္တာကိုအခြေခံပြီးပတ်စံရတဲ့ group လို့ပြောလို့ရတယ်။သူများကိုမေတ္တာထားပြီးပတ်စံဝင်လေးပဲ။ Leo Leo တို့ပါတယ်။ Leo တော့မရွေးထားဘူးဒါပေမဲ့ငါဆိုရင်ဒီ group နဲ့ match ဖြစ်နေမလားမသိလို့တော့တွေးမိရပေါ့နော်။မေတ္တာထားတယ်ဆိုတာစေတနာထားတယ်မေတ္တာထားတယ်ပေါ့နော်။မျှော်လင့်ချက်တည်တအားကြီး ယူထားပြီးတော့လှုပ်ပေးတာမျိုးမဟုတ်ဘဲနဲ့မြစ်တာစီတနာနဲ့လှုပ်ပေးတာစာနာစိတ်နဲ့နားထောင်ပြီးရ empathy ပါတယ် empathy ဆိုဟို empathy ကိုပြောတာမဟုတ်တော့ empathy ရဲ့ empathy empathy healer ဆိုလူတယောက်ရဲ့စိတ်ကိုနားလည်ပြီးသူ့နေရာနေဝန်ခံစားပြီးတော့အော်တနာဖို့ကောင်းလိုက်တာငါဆိုရင်တို့ရှိရင်တော့ငါဆိုရင်ဘလောက်တောင်ပူလောင်နေရမလဲမသိဘူးเนาะသူ့နေရာမှာဆိုအေးအဲ့လိုမျိုးပေါ့စာနာစိတ်လေးနဲ့လှုပ်ပေးတာ ဆရာဝန်တွေပါလိမ့်မယ် nurse တွေပါလိမ့်မယ်စေကူတာပြီးနေရတဲ့သူတွေပညာနဲ့အလုပ်လုပ်တဲ့သူတွေဒီ group မှာပါတယ်ဉာဏ်ပညာကိုယ့်ရဲ့ဉာဏ်ပညာနဲ့တဘွားလုံးစာမှာပတ်စံရှာရမှာကိုကာရရအားဆိုင်ထုတ်ပြီးတော့เนาะလှုပ်ချမ်းနေလှုပ်ပြီးတော့เนาะလှုပ်ချမ်း something like a blue collar worker မဟုတ်ဘူး you're just a white collar blue collar မဟုတ်ပါဘူးဟုတ်တယ်နော်လီကိုပြောတာမှားသွားရင်တော့ပြင်ပြီးနားတာနော် blue collar အလုတ်ကျန်းလှုပ်ရတဲ့သူတွေမဟုတ်ဘူးညာနာအောင်တုံးရတယ်တချို့ကြတော့လေလာလီယိုနဲ့တူနေမလားမသိလို့လီကိုပြောလိုက်တယ်နော်အခုတော့ပြောသလိုလှုပ်ဝက်တဲ့ပညာရက်တွေပေါ့နော်ဒီ terror ဒီ occult practice ဒီ spiritual အလုတ်တီနဲ့အကျိုးပေးတယ်အဲ့လိုလုံမျိုးတွေနဲ့ပတ်စင်ရတာမျိုးတွေပါတယ်ဇာဝင်ဆိုလို့ရှိလို့ရှိရင်များသောအားဖြင့် သားဖွားမီးရဲ့ဆရာဝန်လိုမျိုးတို့နော်အမျိုးသမီးရာယောဂတွေကုသပေးရအလှပရှိရာ aesthetic doctor တွေလေဒီ group ထဲမှာပါနိုင်နေတဲ့ဒါအပြင်ဘလို့လူမျိုးတွေနော်ဒီအုပ်စုမှာလာကြည့်နေတဲ့သူတွေထဲမှာဆိုလို့ရှိရင်လည်းဘလို့အလုံးမျိုးတွေကကိုယ့်အတွက်ပတ်စံရနိုင်လဲဆိုလို့ရှိလို့ရှိရင်ဒီကုန်ပစ္စည်းပေါ့နော်ကုန်သွယ်ရေးအလုပ်တွေအိမ်မှာမှာဘလို့အလုံးမျိုးလဲဆိုလို့ရှိလို့ရှိရင်ဒီအလှကုန် နဲ့ပတ်သက်တာကြီးရောင်းချတာမျိုးတို့ဇင်ခံပစ္စည်းเนาะဇင်ခံပစ္စည်းတို့ဂိတ်ဒင်းတို့အိယာတို့ TV တို့ sofa set တို့အဲเนาะ daily life နဲ့ပတ်သက်တာပေါ့เนาะ lifestyle နဲ့ပတ်သက်တဲ့ products ကိုရောင်းချတာ lifestyle နဲ့ပတ်သက်တဲ့ products ကိုချပြတာခုနပြောတဲ့ skin care products ကြီး beauty products ကြီးရောင်းတာအဲ့လိုအလုံမျိုးတွေနဲ့အကျိုးပေးတယ်ဆရာဝန်ဆိုလဲ aesthetic လုပ်ရတယ်ပတ်စံဝင်လိမ့်မယ်ပူဝင်လိမ့်မယ်အထူးအပြစ်မှာနောက်တစ်ခု learning ဘဝမှာတဲ့ဒီ group က your learning never stop โอเคလီယိုပြန်ပြောမယ်ကိုဘွားမှာပတ်စံရဖို့အတွက်ကနော်အမြဲတည်းသင်ယူလေ့လာနေရမယ်အတက်အတိအတိပညာတွေအတက်ပညာတွေကို အမြဲတမ်းအဆုံးထိပေါ့နော်မတိမချင်းကိုသင်ယူလေ့လာရမယ် group ဖြစ်တယ်ပညာရဲ့အတက်တွေကိုအမြဲတမ်း welcome လုပ်ရမယ် group ဖြစ်တယ် your learning never stop in this life ကိုရဲ့ဘဝမှာကိုအသက်ရှူရတော့မှာပဲကိုတင်ကြားရတာတွေကရက်သွားပါတယ်ဆိုရယ် group တွေထဲမှာဒီ group ပါပါတယ် okay နောက်တစ်ခုကခုနလေးကိုပြောတယ်မေတ္တာကိုအခြေခံတယ်လို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ตาကြီးငါးကြီးပေါ့เนาะခြေလေးချောင်းသားအဲအဲ့လိုမျိုးအသားတွေဘာတွေကိုမစားဘူးရှောင်တာမျိုးဆိုပတ်စံပူရတတ်ပါတယ်တဲ့မေတ္တာကိုအခြေခံတယ်เนาะ เนาะအသီးရွက်တွေပို့ပြီးတော့ရှားတယ်အဲအဲ့လိုမျိုးဆိုလို့ရှိရင်ငွေပို့ရတဲ့ group ဖြစ်ပါတယ်အဲ့တော့ခြုံပြောရရင်မေတ္တာကိုအခြေခံရမှာဖြစ်တယ်အဲဂါထာရီမန္တရာရွတ်ချင်တပါဆိုလို့ရှိရင်တော့မေတ္တာအတုပ်လေးပုံမှန်ရွတ်ပေါ့ ရွတ်လို့ရတယ်ဒါပေမဲ့မေတ္တာတုတ်ကိုရွတ်ပြီးတော့ကိုကိုတိုင်းကမေတ္တာမထားတတ်ဘူးမေတ္တာတုတ်ထဲမှာပါတဲ့အတိုင်းမကျင့်ကြံဘူးဆိုရင်တော့ပတ်စံရမှာမဟုတ်ဘူးအဲ့တော့ရွတ်တာပဲရှိမယ်ဆိုလိုတာကတခုခုလေးတော့ရွတ်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒါဗုဒ္ဓဘာသာဆိုရင်တော့မေတ္တာတုတ်လေးရွတ်လို့ရပါတယ်ဒါမေတ္တာတုတ်မှာပါတဲ့အချက်နော်တခြားဘာသာဒီမှာခရီးယန်းတို့အစ္စလာမ်တို့မှာလည်းမြစ်တာဘယ်လိုထားရမလဲဆိုတာရှိပါတယ်ဒီဒီနော်အဲဒီသူ့ရဲ့ သူ့ရဲ့ဘာသာနဲ့ဆက်ဆက်တဲ့เนาะဒီအစုံမရဲ့နောက်ကိုလိုက်ပြီးတော့မေတ္တာထားပေးခြင်းအပြင်အစဉ်ပြေလိမ့်မယ်။ Okay အဲ့တော့လေငွေရလမ်းကြောင်းတွေပြောခဲ့ပြီးအဲ့တော့ဒီ group မှာဆိုလို့ရှိရင်နှစ်ကနန်းစိုးမိုးတဲ့သူเนาะအဲသုံးကနန်းစိုးမိုးတဲ့သူတွေတွေ့ရတဲ့ live pad 2 live pad 3ကြီးလည်းဖြစ်နိုင်နေเนาะ cancer တို့เนาะ pisces တို့မြင်နေရတဲ့ aries leo sagittarius taurus ် Libra တွေကိုလည်း Leo မြင်နေရတယ်เนาะဆိုတော့ခုန Leo ပြောတဲ့အလှကုန်းဆိုတဲ့အနေအားမှာအမျိုးသမီးသုံးဆောင်ပစ္စည်းလို့အာ jewelry နဲ့ပတ်သက်တာလေးလေလုံးလို့ရတယ်เนาะဒါလေးရဲ့ Leo ထက်မြင်တဲ့ဟာလေးကိုပြောတာပေါ့เนาะ message ထည့်ရတဲ့ဟာလေးကိုပြောတာ Okay အဲ့တော့အားလုံး resonate ဖြစ်မယ်လို့လီကိုမျှော်လင့်ပါတယ်ဒါကတော့ group 3အတွက်ကို money energy message လေးဖြစ်ပါတယ် hope you enjoy it Okay, အဲ့တော့ group အားလုံးပြီးပါပြီ။အာဒါတွေကတော့ special reading ပေါ့နော်။ Leo ရဲ့ Facebook page လေးနေပြည့်အထိမ်းအမှတ်အနေနဲ့အာ idea အစ်ကလေးရလို့ပေါ့နော်။အဲ့တော့ reading တစ်ခါမှမတင်ဆက်ဘူးတဲ့ပတ်စံရှာနီးနော်ငွေရှာနီးနော်သင်တန်းတော့မဖွင့်ပါဘူး။အဲ့တော့ pick a card အနေနဲ့တင်ဆက်ပြီးကြည်ရဖြစ်ပါတယ်။အဲ့တော့ enjoy ဖြစ်မယ်။ message လေးတစ်ခုခုရသွားပြီ။ မှန်ကန်တဲ့ message လက်တွေ့ကြတဲ့ message တမာဒိဋ္ဌိကြတဲ့ message လေးတခုရသွားပြီဆိုရင် value ကိုအတိုင်းမသိဝမ်းသာခြေနဲ့မိမှာဖြစ်ပါတယ်။ဒုံးဆန်အတိုင်းပေါ်တော့လီရဲ့ဒီဗီဒီယို clip လေးကိုလီရော YouTube channel လေးမှာ Facebook page မှာပါလီယိုတင်ဆက်ပေးမှာဖြစ်ပါတယ်လီယိုကိုချစ်ခင်တဲ့နှစ်သက်တဲ့ support လုပ်ချင်တဲ့ဆိုလို့ရှိရင်တော့လီယို YouTube channel လေးဖြစ်တဲ့ Soul of Rio Terror YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မိပါနဲ့အုံးတော့ okay အဲ့တော့ဒီ video clip ကငွေကြီးနဲ့ပတ်သက်တဲ့ video ဖြစ်နေတဲ့အခါကျတော့ group တစ်ခုချင်းစီမှာမိမိနဲ့ uh, resonate ဖြစ်နေတယ်အလီယိုနဲ့အသေးစိတ်ပေါ့မမီရဲ့ဝေရှားမဲ့လမ်းကြောင်းလေးစီးပွားရေးနဲ့ပတ်သက်တာမျိုးတွေမေးချင်တယ်ဆိုလို့ရှင်တော့ Leo စီမှာ wall package ရှိတယ်เนาะနောက်တစ်ခုက wall package ကတော့ tarot card နဲ့ကြည်တာအဲ့တော့ကိုယ့်ရဲ့ blueprint ပေါ့နော် soul mission blueprint ဒီနှက်ခတ်ဖွာစာတာနဲ့ကိုကဘလို့အလုံမျိုးတွေနဲ့ကိုကပတ်စံရမှာလဲအဲဘလို့အလုံမျိုးတွေကအကျိုးပေးလဲဒါတွေကိုအသေးစိတ်သိချင်တာဆိုလို့ရှင်တော့ဒီဥစ္စာ soul mission package ပေါ့နော်ဒါနေယူလို့ရတယ်ဒါပေမဲ့ soul mission package ကတော့ မိမိရဲ့မွေးပွားချိန်အတိအကျသိဖို့လိုအပ်ပါတယ်အဲ့တော့ waiting time လေးတော့နည်းနည်းကြာတတ်တယ်ပေါ့နော်အော်ယူခရိတီအားပေးနေကြတဲ့ fans တယောက်ချင်းစီ clan တယောက်ချင်းစီတို့လေးကိုအထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြရင်းနဲ့ပဲဒီ video clip လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်နော်ဒီလိုနောက်ထပ်နောက်ထပ် video အသစ်လေးရမှာဒီလိုပြန်ဆောင်ကြပါမယ် have a nice day to you all and bye bye